ပြည်သူများကို Vatican ကနေပြီးတော့ကြိုဆိုလိုက်ပါရင်ဒီနေရာမှာသမိုင်းဝင်အဖြစ်ပြက်တွေနဲ့လျှို့ဝှက်မှုတွေရောစန့်နေတယ်လို့ပြည်သူကြီးကိုကြောက်လန့်သွားစေနိုင်တဲ့အရာတချို့လည်းရှိလို့နေပါတယ် Vatican က ခရိယန်ဘာသာရဲ့အဓိကအရေးပါတဲ့နေရာတစ်ခုဖြစ်ရောသာမကပဲတခြားသောစိတ်ဝင်စားစရာအကြောင်းအရာတွေနဲ့ပြည့်လုံနေတဲ့နေရာတစ်ခုဖြစ်ပါတယ်။အဲလိုအကြောင်းအရာတွေတည်းကမှ Vatican ထဲမှာ ဖုံးကွယ်ထားတဲ့အကြောင်းစရာကောင်းတဲ့အချက်20အကြောင်းကိုဒီနေ့ဗီဒီယိုမှာပြပြပေးသွားမှာပဲဖြစ်ပါတယ်ရှင်။ Vatican ရဲ့လျှို့ဝှက်စာတိုက် Vatican က အရေးအကြီးဆုံးနေရာတစ်ခုဖြစ်တာကြောင့်လျှို့ဝှက်နေရာတချို့ထည့်သွင်းပြီးတော့တိစောက်ထားပါတယ်။အဲဒီလိုနေရာတွေကကာဒီနယ်တွေနဲ့တခြားတာမန်ဖုန်းကြီးတွေတောင်မှဝင်ခွင့်မရကြပါဘူး။ဗက်တီကန်ရဲ့လျှို့ဝှက်စာတိုက်ဆိုရင် လူတတော်များကစိတ်ဝင်စားကြပါတယ်။ American နာမည်မဟုတ်ပဲ Secret Achieve ဆိုတဲ့နာမည်ကို အသုံးပြုကြတာလည်းဖြစ်ပါတယ် Latin စာကနေတိုင်းလိုက်ဘာသာပြန်ပြီးတော့ယူထားပုံရပါတယ် secret ဆိုတဲ့စကားလုံးရဲ့အတိပယ်အတိုင်းလျှဝက်ချက်တွေစာကြည့်တိုက်ထဲမှာဘလောက်တောင်မှဒိန်းဆဲထားမလဲဆိုတာကစိတ်ဝင်စားစရာပဲဖြစ်ပါတယ် private active public ကစာတိုက်ဆိုတဲ့နာမည်လည်းရှိပါတယ်တကယ်တော့ဒီစာကြည့်တိုက်ကို လူငယ်တွေဝင်ရောက်ဖက်ရှုနိုင်ဖို့အခုချိန်မှာအခွင့်အရေးပေးထားပါတယ်။ဒါကြောင့်စာကြည့်တိုက်ထဲကစာအုပ်တွေကိုဖတ်ဖူးတဲ့လူငယ်တချို့လည်းရှိပြီးဖြစ်ပါတယ်။ တကယ်တော့စာကြည့်လိုက်ကိုလျှို့ဝှက်ထားခဲ့ရတဲ့အကြောင်းရင်းကရှေးဘုရင်နေနဲ့ဗတ်တီကန်တို့ရဲ့ဆက်နွယ်နေတဲ့သမိုင်းမှတ်တမ်းတွေရှိလို့ဖြစ်ပါတယ်။ဥပမာအနေနဲ့ပြောရရင် အလွန်အမင်းရှေးကြတဲ့ခေတ်တွေကဆက်လက်ထိန်းသိမ်းထားတဲ့ဆန်ဆရင်တောင်ရှိပါတယ်။ဒီလိုစာပေတွေက တာမန်အမွေအနှစ်စုဆောင်မှုတောင်မဟုတ်ပါဘူးအလွန်တန်ဖိုးကြီးရဲ့အမွေအနှစ်တွေပဲဖြစ်ပါရင် Vatican နဲ့ Christian ဘာသာစတင်တဲ့အချိန်အားစလို့ဖခင်ကျောင်းအတွင်းမှာ Christian ဘုန်းကြီးအများအပြားရဲ့တမိုင်းတွေကိုဖော်ပြထားတဲ့တမိုင်းစာအုပ်တွေအများအပြားရှိပါတယ်အခုအခွင့်ရရလို့ဝင်ကြီးခွင့်ရတဲ့သူတော်တော်များကလည်းရှေးဟောင်းအထောက်အထားတွေရောမအင်ပါရာနဲ့ခရီးရန်ဘာသာထူထောင်မှုအထိပါဝင်တဲ့တမိုင်းအချက်လက်တွေကို တွေ့ရှိနိုင်ခဲ့ကြပါတယ် သို့တော်လည်းတကယ်တမ်းမိုးရှိတဲ့ဆိုင်ရွက်ဆိုင်ရဲတချို့ကလည်းမဖက်နိုင်လောက်အောင်ဖြည့်ဆည်းနေပြီလို့လည်းသိရပါတယ်။ Vatican စာကြည့်တိုင်းကတကယ်ကို သမိုင်းတည်ရှိနေတဲ့နေရာဖြစ်ပါတယ်။ Vatican ကသေသူတွေရဲ့မြို့ necropolis ဆိုတဲ့စကားလုံးကိုကြားလိုက်တာနဲ့အီဂျစ်မှာရှိတဲ့အများပြားတဲ့သင်္ချိုင်း area တွေနဲ့ဆက်စပ်နေမှာပဲလို့ထင်ရတတ်ပါတယ်။မိသားစုဝင်များစွာကို အတူတကွသင်္ချိုင်းတော်ရီတဲမှာအတူလဲလျောင်းနိုင်ဖို့ရည်ရွယ်ထားတာပါ။ Vatican necropolis ဆိုတဲ့စကားကိုကြားလိုက်တဲ့အခါမှာလဲ Vatican မြို့ကလူသေရီအတွက်လားလို့ထင်ရမှာပါ။တကယ်တော့မဟုတ်ပါဘူး။ necropolis ကဘာသာရေးအဖွဲ့ကမစီစဉ်ထားပဲ ရှီဟောင်းရောမဥပဒေတွေနဲ့ Vatican မြို့ကိုတိုးချဲ့မှုကြောင့်ဖြစ်ပေါ်လာတဲ့ဖြစ်ရပ်တစ်ခုပါ Vatican Necropolis က Vatican မြို့အောက်မှာတည်ရှိပြီးတော့ Saint Peter Basilica ရဲ့အောက်ဖက်9မီတာနဲ့12မီတာအထိမှာရှိပါတယ် 1940ခုနှစ်တည်းမှာဗက်တီကန်ကသူ့အောက်မှာရှိတဲ့နေရာကိုထူဖော်ဖို့ခွင့်ပြုခဲ့ပြီးအဲဒီမှာသင်္ဆိုင်တစ်ခုရှိနေမှန်းတွေ့ရှိခဲ့ကြပါတယ်။ဒါဆိုဘယ်လိုလုပ်ပြီးတော့ဒီနေရာကိုတည်ဆောက်ခဲ့ရလဲ။ဒီလိုမေးစရာရှိပါတယ်။ဗက်တီကန်ကလည်းခွင့်မပြုဘဲနဲ့ဘယ်လိုလုပ်တည်ရှိနေခဲ့ရလဲ။အဖြေကတော့ ရိုးရှင်းပါတယ်။အဖြစ်အားရှေးဟောင်းရောမခေတ်ကာလမှာလူတွေကိုမြို့ရင်းမှာမြေမျိုးခွင့်မရှိတဲ့ဥပဒေကြောင့်မြို့နယ်တိုင်းမှာရှိတဲ့လမ်းတချို့ရဲ့အောက်မှာတည်ဆုံသူတွေကိုမြို့လိုက်တာဖြစ်ပါတယ်။အဲဒီလမ်းတွေထဲမှာ Vatican Hill ဖြစ်လာတဲ့နေရာလဲပတ်ဝန်းနေတာပါ။ Emperor Constantine က Saint Peter Basilica ရဲ့သူ့ရဲ့တင်ဆိုင်နာမှာတည်ဆောက်တာဖြစ်ပြီးတော့အဲဒီနေရာကလည်း နီခရိုပိုလစ်ရဲ့တစိတ်တပိုင်းဖြစ်နေတဲ့အတွက်မြေအောက်မှာပျောက်သွားပြီးတော့1940ခုနှစ်အထိပြန်မတွေ့နိုင်ခဲ့တာဖြစ်ပါတယ်။တမိုင်းနဲ့ဆိုင်တဲ့အရာတွေဆိုတာထိမ့်သိမ်းရခက်ခဲပါတယ်။ကိုချလောင်အောင်ကမြေအောက်ပမာဘာရီဖုံးပြထားလဲဆိုတာတူးမကြည့်ရမချင်းဘယ်သူမှသိနိုင်မှာလည်းမဟုတ်ပါဘူးရှင်။လျှို့ဝက်ပြေးလန် ဗက်တီကန်အတွင်းမှာဘရင်အတွက်အရေးပေါ်ပြေးလွှားနိုင်တဲ့လျှို့ဝှက်လမ်းရှိပါတယ်1494ခုနှစ်မှာပြင်သစ်တပ်တရအီတလီကိုကျူးကျော်လာတဲ့အခါဘရင်ကအဲဒီလျှို့ဝှက်လမ်းကြောင်းကိုအသုံးပြုပူပါတယ်1528ခုနှစ်မှာတော့ရောမမျိုးနဲ့ဗက်တီကန်ကိုစစ်တပ်တွေဝင်ရောက်လာတဲ့အခါမှာသူ့ကိုကာကွယ်တဲ့တပ်ဖွဲ့အများစုအဖမ်းခံရပြီးမြေဘရင်ကတော့ထွက်ပြေးနိုင်ခဲ့ပါတယ်ဒီလျှို့ဝှက်လမ်းကခံမှန်းစီအနေနဲ့ ်မီတာ800ရှိပါတယ်အခုလက်ရှိမှာလည်းအရိလန်းချောင်းကို key theory လဲလဲပတ်နိုင်တဲ့အထိဖွင့်ပေးထားပါတယ်ဒီလန်းချောင်းကအရင်ဘုရင်တွေထွက်ပြေးခဲ့မှုတဲ့လန်းချောင်းဖြစ်တာကြောင့်စိတ်ဝင်စားဖွယ်ဖြစ်နေပါတယ်ဒါပေမဲ့ဒီလန်းချောင်းတစ်ခုလည်းမဟုတ်ပဲမတိတာအောင်ဖန်တီးထားတဲ့လျှို့ဝှက်လန်းတစ်ခုလည်းရှိနေနိုင်ပါသေးတယ်အပနှင်စဉ်ဒီအခန်းမှာတော့ကျောင်းစီရကောင်းတဲ့အကြောင်းတစ်ခုကိုပြပြပေးမှဖြစ်ပါတယ်။ဘာသာရေးယုံကြည်မှုတွေနဲ့အတူတရှိနေတဲ့အရာတစ်ခုက မမြင်နိုင်မမြင်အပ်တဲ့လောကသားတွေပါပဲ။ဟောလိဝုဒ်ကလည်းတကယ်ဖြစ်ဖြစ်ခဲ့တဲ့တရေတစီဇလန်းတွေကိုစတိုက်ရိုက်ကူးတာကြောင့်ဥရောပသားတွေထဲမှာလည်းယုံကြည်သူတွေလည်းရှိလာကြပါတယ်။ Vatican ကလည်းအပနှင်စင်တွေကို အစဉ်ဆက်လှုပ်ဆောင်ခဲ့တာပါ။ဒါကြောင့်လဲဆိုတော့သူတို့ဟာတရေတစီနဲ့မိစာတွေရှိကြောင်းယုံကြည်လို့ပါ။ဘုန်းတော်ကြီးတော်တော်များကအပနှင်စင်ကိုအကြိမ်များစွာပြုလုပ်ဖူးကြတယ်လို့ကြားသိရပါတယ်။ Vatican အပနှင်စင်နဲ့ပတ်သက်လို့မှတ်တမ်းတွေထားရှိခဲ့ပြီးတော့ ့ဘယ်အချိန်ဘယ်နေရာမှာ အပနှင်ရမယ်ဆိုတာကိုပါစာသားနဲ့သတ်မှတ်ထားပါတယ်။အပနှင်နေတော့မှာအန်ဒီရဖြစ်နိုင်တဲ့အချက်လက်တွေလည်းပါပါတယ်။အထူးသဖြင့်အပနိုင်မှုလို့ရမယ့်အကြောင်းရင်းတွေကိုရှင်းလင်းဖော်ပြတဲ့စာမျက်နှာ90ဝန်းကျင်ရှိတဲ့စာအုပ်လေးရှိပါတယ်။စာအုပ်ထဲမှာအပနိုင်ဖို့လိုအပ်တဲ့လူဟုံမဟုတ်တေချာစစ်ဆေးဖို့ဖော်ပြထားပါတယ်။တခြားတစ်လေမှာ လူအမတ်မားနိုင်ကြောင်းလည်းပြောထားပါတယ်။တာမန်ဖျားနာတာနဲ့မကောင်းဆိုးဝါးပူကက်ထားတဲ့အခြေအနေတွေကတတိထားချီရှုဖို့လိုကြောင်းပြောထားပါတယ်။ဗာတီကန်ရဲ့အနုပညာစုစည်းမှုဗာတီကန်နဲ့ပတ်သက်လို့တွေးတဲ့အခါမှာအနုပညာအကြောင်းတွေကိုလည်းစိတ်ထဲမှာပါသက်ပါတယ်။ ဗာတီကန်ထဲမှာရှိတဲ့အနုပညာတွေကနေလူလူနဲ့ပြန်ပြီးတော့ချိန်ဆက်နိုင်မယ်လို့ဖုံးတော်ကြီးတွေကယုံကြည်ကြရပါဖုန်းကြီးတွေကိုလူတွေကလူလူထက်အဆင့်မြင့်တယ်လို့ထင်မြင်နိုင်ပါတယ်။ဒါပေမဲ့မိမိတို့ဟာအမှုပညာကိုချစ်တယ်ဆိုတာပြသခြင်းကဖုန်းကြီးတွေကလည်းလူလူနဲ့အတူတပြေးညီဖြစ်တယ်ဆိုတာပြသနိုင်ပါတယ်။ဗာတီကန်ရဲ့ပြတိုက်ထဲမှာ20ရာစုလက်ရာကမ္ဘာတဝန်ကအမှုပညာတွေအများကြီးကိုထင်ပြထားပါတယ်။ဖျားကြောင်တစ်ခုကအမှုပညာကိုတံပိုးထားတယ်ဆိုတာအနေငယ်ထူးဆန်းနိုင်ပေမဲ့ သူတို့ရဲ့အတွေးနဲ့လောရတရလူတို့အပေါ်လွန်မိုးနိုင်ခဲ့တာကြောင့်အခုချိန်မှာဗာတီကန်ကလူတို့ရဲ့အာရုံစိုက်မှုကိုခံရတာဖြစ်ပါတယ်။ဗာတီကန်ရဲ့ငွေကြေးရေးရာကိုအိမ်ကငွေကြေးချေနေဝင်ငွေနဲ့ထွန်းငွေအကြောင်းမေးမယ်ဆိုရင်ငွေကြေးမိသားစုဝင်တွေကအသေးစိတ်ပြောနိုင်မှာပါ။ဒါပေမဲ့ဗာတီကန်ရဲ့ငွေကြေးစနစ်ကတော့ ဘလို့လဲဆိုတာပြောဖို့မလွယ်ပါဘူးအဲ့ဒါကလည်းတမှုထူးခြားတဲ့အချက်ပါ Vatican City ကနိုင်ငံလက်အောက်ခံမြို့တော်မဟုတ်ဘူးဆိုတာကိုသတိပြုရပါမယ်လူတထောင်ဝန်းကျင်သာရှိတဲ့နိုင်ငံဖြစ်တာကြောင့်မိမိတို့ငွေကြေးစနစ်ကိုကိုယ်တိုင်စီမံပါတယ်ဒါအပြင်သူတို့ရရှိတဲ့ငွေတွေကိုကမ္ဘာအနှံ့စီးပွားရေးလုပ်ငန်းတွေမှာရင်းနှီးမြှုပ်နှံထားပါတယ်ဒါတင်မကပဲလူတို့ကနေလူတန်းလာတဲ့ငွေတွေလည်းရှိပါတယ်ဒါကြောင့်မယ်သူတို့ရဲ့ဝင်ငွေက ဘလောက်ကွက်တိရှိတယ်ဆိုတာမဖြစ်မနေထုတ်ဖော်ပြသမှုမပြုကြပါဘူး။ဒါမှန်ဘန်တစ်ခုကမဟုတ်ပဲဗာတီကန်ရဲ့ဘန်တစ်ခုကအရင်က အလွန်ကြီးမားတဲ့ငွေကြေးအကျဉ်းပြမှုတစ်ခုမှပါဝင်ခဲ့ဘူးတယ်ဆိုတာကိုလည်းလေ့လူရှုလို့မရပါဘူး။ဘာသာရေးစစ်ပွဲများ Classic ဆိုတာကတော့ဘာသာရေးစစ်ပွဲတွေကိုဆိုလိုတာဖြစ်ပါတယ်။ ဒါရီယာကက်သလစ်ဘာသာရေးအပေါ်အခြေခံပြီးတော့ပုတ်တို့ကိုယ်တိုင်ပါဝင်ခဲ့တဲ့ပထမဆုံး crisis မှာတော့ခုနှစ်တောင်ကျော်တဲ့မွတ်စလင်တွေကိုခရစ်ယာန်ဘာသာကိုပြောင်းဖို့အတွက်တက်ဖြတ်ခဲ့ကြပါတယ်။ပုတ်တော်ဝမ်းများကလည်းဒီစစ်ပွဲတွေအတွက်ထောက်ပံ့ပေးခဲ့ကြပြီးတော့စစ်သားတွေကိုမိမိတို့အပြစ်တွေမခံရဘဲနောက်ထပ်ဘဝမှာကောင်းမွန်စွာနေရမှာလို့ပြောခဲ့ကြပါတယ်။ဒုတိယကမ္ဘာစစ်မှာတော့ Port Peace ကအနေနဲ့ဖက်စစ်တွေနဲ့ဆက်ဆံရေးတည်ဆောက်ခဲ့ပါတယ်။ဒါကြောင့်မယ့်သူတို့ကို Hilton's boat look called a yeah, yeah. Templar. Crisis အကြောင်းပြောပြီးတဲ့အခါ Knights Templar အကြောင်းမပြောဘဲမနေနိုင်ပါဘူး။သူတို့ကပြင်သစ်မှာတည်ထောင်ထားတဲ့စည်ရအဖွဲ့ဖြစ်ပြီးတော့ Catholic ဘာသာကိုရှင်နေရချစ်ကြသူတွေဖြစ်ပါတယ်။ဘုတ်ကျူရောသူတို့ကိုကောင်းမွန်စွာချီးမြှင့်တဲ့အခါမှာ Crisis စစ်ပွဲတွေပေါဝင်လာခဲ့ကြတာပါ။ထူးခြားတာကသူတို့ဟာကမ္ဘာအရာကြီးဆုံးစည်ရအဖွဲ့တစ်ခုဖြစ်လာခဲ့တာပါ။နောက်ပိုင်းမှာတော့ပြင်သစ်ပြင်ကသူတို့ကိုမယုံကြည်တော့တဲ့အတွက်ဖြိုခွဲလိုက်ပါတယ်။သို့တော့ဒီကနေ့အထိသူတို့နဲ့ပတ်သက်တဲ့အသက်ရှင်နေကြသေးရဲ့ဆိုတာတန်တရားတွေရှိနေသေးဖြစ်ပါတယ်။ Charlotte Turing ယေရှုရဲ့အဝတ်တော်ဒီတစ်ခုကတော့သမိုင်းတစ်လျှောက်နာမည်ကြီးပြီးတော့အစင်လာကြီးရဲ့ Charlotte Turing ဆိုတာပါပဲယေရှုခရစ်တော်ကိုမြှောက်နှံတဲ့အခါမှာအသုံးပြုခဲ့တဲ့ခြေသားဝတ်တော်လို့ယူဆကြပါတယ်ဒီခြေသားမှာယေရှုခရစ်ရဲ့မျက်နာပုံတစ်ပုံထင်နေရလို့ဆိုကြပါတယ် ဒါဟာတကယ်လားကောလာဟလပဲလားဆိုတာမဖြေရှင်းနိုင်သေးပါဘူး။တချို့ကယုံကြည်ပြီးတော့ပူဇော်ကြသလိုတခြားသူတွေကတော့ဒိဗန်နီလနဲ့စံသက်ကြီးတဲ့အခါယေရှုဖြစ်ဖို့လိုအပ်ချက်တွေနဲ့မကန့်ညီဘူးလို့ဆိုကြပါရယ်။ Vatican ကိုရိုင်းကလည်း Charlotte Turing ကိုတရားဝင်အတည်ပြုမှုမရှိခဲ့ဘူးဆိုပြီးတော့လည်းငင်းဆိုခဲ့ခြင်းမရှိပါဘူး။